ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကစမ်းကြောင်းမျိုးမရဲစခန်းရှိမှာညဉ့်ညန်းစွာပြောဆိုပြုမူခဲ့တဲ့အမျိုးသားတအုပ်ကိုပုံမှန်၅ခုနဲ့တရားစွဲဆိုထားပြီးလာမယ့်ပတ်ရုံးချိန်မှာစွဲချက်တင်မှာဖြစ်ပါတယ်။စတင်ပါလ10ရက်နေ့ကအဲ့ဒီမျိုးသားကိုစမ်းကြောင်းမျိုးနဲ့တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။ရုံးချိန်မှာစိတ်ကျမ်းမာရေးစေယုံကဆရာဝန်ဒေါ်အီတန်နာဆိုမြန်ဒီကုန်းတောင်ရက်ကွက်ကစေရင်မူစမ်းကြောင်းမျိုးမရဲစခန်းကဒူရဲအုပ်နိုင်လင်းဆိုနဲ့အထူးရဲဇော်နိုင်တို့ကိုစစ်ဆေးခဲ့ပါတယ်။ စွဲချက်တင်ပြုလုပ်မယ့်နောက်တစ်ကြိမ်ယုံချင်းကိုတော့စက်တင်ဘာလ16ရက်နေ့ကိုပြန်ချိန်းဆိုထားပါတယ်။အဲ့ဒီမြို့သားဟာပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့မနက်ကစမ်းကြောင်းမြို့မှဂျက်စကန်ရှိမှာပတ်ဝန်းကျင်ကိုညဉ့်ဉန်းစွာဆဲဆိုတာဘာသာရေးဆိုင်ရာတစိမ့်တစ်ခုကိုရိုင်းဆိုင်စွာပြုမူတာတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုပြုလုပ်တာကိုတားမြစ်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းဆဲဆိုချိန်မောင်းတာတွေကိုပါပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ဖန်းစီထိမ့်သိမ်းခဲ့ပြီးတဲ့နောက်စိတ်ကျမ်းမာရေးချိုးရင်းနေတယ်ဆိုတာကြောင့်ရွာသားကြီးစိတ်ကျမ်းမာရေးစေရုံကိုပို့ဆောင်ထားခဲ့ပြီးအမှုရှင်ဆိုင်နေရတာဖြစ်ပါတယ်။အမှုရှင်ဆိုင်နေရသူခင်မောင်မြင့်ဟာအများပြည်သူမကြားဝင်မနာတာဆဲဆိုတိမ်မောက်မှုဘာသာတဒနာညှိုးနှွမ်းစေမှုတို့ကြောင့်ပုံမှန်294ပုံမှန်295ပုံမှန်295ကကြီပုံမှန်353ပုံမှန်906တို့နဲ့တရားစွဲဆိုခံထားရပြီးအမှုရှင်ဆိုင်နေရတာပါ။